အားလုံးလည်းမင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ9ရက်နေ့ခုနှစ်ရက်နေ့မှာတော့ကျွန်တော်တို့တည်ထူတွေကတော့ရှိတယ်ဆိုတော့ပထမဆုံးအဲ့ဒါတွေမတော်ခင်မှာပထမဆုံးကျွန်တော်ပြောချင်တဲ့တည်ကတော့ချင်းပြည်နယ်တည်တည်မှာဆိုလို့ရှိရင်စကားစကားအင်းအားနေရာစစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးတဲ့ခါကျတော့ဒီဖျက်လူတွေကကြိုးပြီးတော့ပြည်တယ်နော်ကြိုးပြီးတော့ပြည်တဲ့ခါကျတော့အဲ့ဒီမှာကြားဖြတ်ပြီးတော့တိုက်ခတ်လိုက်တဲ့ခါကျတော့အယောက်ပေါင်း40နော်အယောက်ပေါင်း40ဆိုတာနေတာမဟုတ်ဘူး အရောက်ပေါလစ်စရဲ့ပြောစာကတော်တော်ကိုကောင်းတယ်အဲ့ဒီနေရာတွေကတော်တော်ကောင်းနေမယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်အရောက်ပေါလစ်ဆိုတာလူအရောက်ပေါလစ်လူဖြစ်ဖို့ဆိုတာလည်းမနှွယ်ဘူးဒါပေမဲ့အဲ့ဒီထက်မှသေဖို့ကတော့အရောက်ပေါလစ်ခဏလေးပဲနိုင်ပိုင်းတွေပဲတည်တော့ရတယ် ဆိုတော့အဲ့ဒီထဲမှာမှာကျွန်တော်တို့ထူးဆန်းတာကဘာလဲဆိုလို့ရှိရင်တို့အာဓမပြုခြင်းနဲ့မင်္ဂလာတရားပါတယ်အဲ့ဒီထဲမှာဆိုတော့အာဓမပြုခြင်းခံရတဲ့မင်္ဂလာတရားပါပြုသူရောက်ပေါက်ဆဲလျက်ကိုနေပြီးတော့ခေထုတ်လိုက်တယ်ဆိုတော့အဲ့ဒါကတိတိမျိုးကနေပြီးတော့စစ်ကြောင်းထွက်လာတာနော်စစ်ကြောင်းထွက်လာတယ်ပြတော့တိတိမျိုးကိုတို့သိလို့မရသေးဘူးသိလို့မရသေးတဲ့အတွက်ကြောင့်အဲ့ဒီကနေပြီးတော့စစ်ကြောင်းကထွက်ထွက်လာတယ်ထွက်ထွက်လာတဲ့ခါကျတော့လေပြည်သူနဲ့ဆိုင်ကျင်ဖက်ဖြစ်တဲ့ခါကျတော့သူတို့ဘေးဖက်မှာသွားသွားဒီဖက်ကလူတွေအကုန်သိတယ် ရောက်ပေါင်း200တို့တို့စစ်ကြောင်ထုတ်လာတဲ့ဟာကိုဒီကတင်းတွေအကုန်လုံးကြိုရတယ်။အဲဒါကြောင့်ပြည်သူလူထုတွေရဲ့နားမျက်စိတွေဆိုလို့ရှိရင်နေရာတကာမှာရှိတဲ့ခါကျတော့စက္ကဆာဆိုလို့ရှိရင်ဒီနေ့ထက်ထိအပြူပြူအလေးလေးဖြစ်တယ်နော်။ဘင်းနေရာပဲသွားသွားသူတို့ရဲ့လုံခြုံမှုလုံးဝမရှိဘူး။အဲဒါကြောင့်ပြည်သူနဲ့ဆိုင်ကျက်ဖက်ဘသူနေရဲလေဆိုတာအဲ့ဒီစကားကဒီနေ့ထက်ထိမှန်နေလို့ပဲဖြစ်တယ်။နော်ပြည်သူလူထုကပါဝင်လာပြီဆိုလို့ရှိရင်နော်စက္ကဆာစင်အားဘလောက်ပဲရှိရှိ လုံးဝ ကျွန်တော်တို့ဖြုတ်ဖြတ်လို့မရဘူးဒီနေ့တက်ဒီမြို့ပေါင်း100ကျော်100နဲ့3မြို့နေမှာဆိုလို့ရှိရင်ကို60ကျော်လောက်ခြံသေးတယ်အဲ့ဒီမှာကျွန်တော်တို့ပြန်ပြောကြည့်တဲ့ခါမှာစခန်းပေါင်းပြီးအဲ့ဒါကမြို့ပဲပြောတာတော့စခန်းတွေမြားရှိတဲ့စခန်းဆိုလို့ရှိရင် KIA ပါဆိုလို့ရှိရင်300ကျော် ီဖက်မှာအေးဖက်မှာဆိုလို့ရှိရင်စခန်းပေါင်းက400ကျော်ရှိတယ်ဆိုတော့စုစုပေါင်းစခန်းပေါင်း900ကျော်ဒီနှစ်ခုပဲပြောတာတော့အဲ့ဒါ granny မပါသေးဘူးကရင်မပါသေးဘူးဆိုတော့ဒီနေရာတွေဟာဘလို့တင်ပြထားတာဖြစ်တယ်နော်စက္ကဆအခုနှောင်ချိုတို့ဒီဖက်မှာဆိုလို့ရှိရင်လည်းမိုးပြေတို့ကြောင်မေးတို့ဒီဘောတို့သူတို့တင်လို့ရတယ်ဒီဖက်မှာမြောက်ဒီဖက်မှာတင်လို့ရတယ်ဆိုတာတို့ကအကြီးအကျယ်တိုက်လို့ရတာမဟုတ်ဘူးတော့ဒီဖက်မှာညှိနှိုင်းပြီးတော့ဒီလိုပဲလောက်ကြတာအခုလာရှုထုံနေလောက်ပဲညှိနှိုင်းလို့ရတာအခုမိုးကုန်းနဲ့မိုးမိတ်သူတို့လည်း ညင်းတိုင်းပြီးတော့ရဖို့အချိန်နေသူတို့လုတ်တယ်ဆိုတော့တကယ်ကတော့သူတို့ရဲ့စွန်းအားနဲ့တိုက်တဲ့နေရာခါရှာရှာနော်ခါရှာရှာဒီဖက်ကနားလင်မှုနဲ့ပေးလိုက်တယ်နော်ဒီဖက်ကအချိန်နေရသူတို့ရှောင်ပေးလိုက်တယ်စသဖြင့်အဲ့ဒါတွေပဲတွေ့ရတယ်ဒါပေမဲ့တကယ်တကယ်တိုက်တဲ့နေရာတွေရှိတယ်အဲ့ဒါကကျွန်တော်တို့ AA နဲ့ KIA ရဲ့စင်းမြင့်နဲ့ပြန်ကိုခြေလိုက်နော်တကယ်တိုက်တဲ့နေရာတွေမှာဆိုလို့ရှိရင်သူတို့လုံးဝမတိုးနိုင်ဘူးနော်မတိုးနိုင်ဘူး အခုချင်းပြင်းနေချင်းပြင်းနေဆိုလို့ရှိရင်လည်းဘာမှလုပ်လို့မရဘူးသူတို့တော့တော်တော်ကို90ဆရာခိုင်နှုန်းလောက်သူတို့တင်ထားတယ်အခုရခိုင်ပြင်းနေ90ဆရာခိုင်နှုန်းလောက်တင်ထားတယ်ကချင်းပြင်းနေကလည်းအခုပုံပေါ်တင်လို့ရပြီဆိုလို့ရှိရင်90ဆရာခိုင်နှုန်းလောက်သူတို့တင်လို့ရပြီဆိုတော့ဒီနေရာတွေကိုချစ်ချစ်အားဖြင့် နော်စကားစားဆိုလို့ရှိရင်အခု lobby တွေသူတို့ lobby တွေပြောတဲ့အတိုင်းမဟုတ်ပဲနော်သူတို့ရဲ့စွန်းအားနဲ့တိုက်လို့ရတဲ့ဟာတွေကနော်နင်းနေလေးပဲရှိတယ်နော်နင်းနေလေးပဲရှိတယ်အချိန်နေရဒီဖက်ကလှုပ်ပေးတဲ့ဟာတွေပဲဖြစ်တယ်ဆိုတော့အခုပြည်သူလူထုကဒီဖက်မှာပါနေလို့ဒေါ်လာရေးကဒီလောက်ထိအောင်မြင်နေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ပြည်သူလူထုတွေသိဖို့လိုတယ်နောက်တစ်ခုကကြမ်းဖို့နော်ကြမ်းဖို့ပါတီကဆိုလို့ရှိရင်ဘုံချုံဟောင်းတွေဘုံကြီးတွေတကယ်အကြီးအကျယ်တွေကဆိုလို့ရှိရင်သူတို့က uniform ကိုချွတ်လိုက်တယ်ချွတ်လိုက်ပြီးမှအကြီးကျန်းခံရေးပါတီဖက်မှာပဲသူတို့ဝင်သွားတယ် ။ဒါဝင်သွားပြီးမှသူတို့မေးအရွေးခံတယ်။အဲ့ဒီထက်မှမပါတာကမာလာမာလာတော့လုံးဝ uniform ချုပ်ပြီးတော့သူမေးဆွေဆေးမှုတွေမှာသူဝင်ပြန်လာတော့သူတွေ့ရဘူး။အစ်ဒီပြရတော့အဲ့ဒီမှာကာချုပ်နေရမှာဆက်နေမလား။သို့မဟုတ်ကာချုပ်ကအဲ့ဒီစစ်တပ်ကတော့ကိုယ်စုလေးလောက်ပေးတဲ့ထက်မှသူတို့ဒီသမဒလောက်ရွေးချယ်ပိုင်ခွင့်က automatic ရတဲ့ခါကျတော့အဲ့ဒီထက်မှနော်သူကသမဒအဖြစ်နဲ့ပါလာမလား။ဆိုတော့ကျွန်တော်တို့သူတို့လက်ထက်မှာပဲရှိတယ်เนาะချက်ခံရဲ့ပါတီတို့ရဲ့လက်ထက်မှာပဲရှိတယ်ချက်ခံရဲ့ပါတီကတော့နေပုတ်လက်ခံမလွဲ့ เนาะကျွန်တော်တို့နိုင်ကိုနိုင်မယ်ဆိုတာသူတို့ကိုယ်တိုင်လည်းသိတယ်ဆိုတော့အခုသူတို့တွေက mission social mode တွေကိုသူတို့စတာလုပ်နေပြီเนาะသူတို့တကယ်လုံးချုံရေးကောင်းတဲ့နေရာတွေမှာအားကောင်းတဲ့နေရာတွေမှာသူတို့ကအဲ့ဒီမှာ mission social mode တွေသူတို့လုပ်နေတယ်အဲ့ဒီထက်မှာကျွန်တော်တို့ view တို့ရဲတို့စစ်သားတွေဆိုလို့ရှိရင်သူတို့ရဲ့ အဝစားကိုဝုတ်တယ်။ငါဒီချက်ခံဖွင့်ပြပါတီရဲ့အဝစားကိုဝုတ်တယ်။ဒါပေမဲ့သူတို့ကလုံချိုရဲဖြစ်တယ်။အစ်ပြတော့စကစကနေပြီးတော့သူတို့ကိုလုံချိုရဲပြေဝပေးထားတယ်။နော်အဲ့လိုမျိုးမိတ်ဆွေစေယုံမှုတွေအားဆိုလို့ရှိရင်အဓိကအရာကိုဒီလိုပါလို့ဆိုလို့ရှိရင်တော့တကယ်ငြိမ်းတဲ့နေရာတွေဖြစ်တဲ့အခါကျတော့အဲ့ဒီနေရာတွေမှာအဓိကမိတ်ဆွေစေယုံမှုတွေလုပ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။သူတို့မိတ်ဆွေစေယုံမှုလုပ်တဲ့နေရာတိုင်းတွေမှာရဲတွေ၊ဖြူစောထီးတွေစစ်သားတွေအားဆိုလို့ရှိရင်သူတို့ရဲ့ချက်ခံရဲအဝတ်အစားတွေကိုဝိုးပြီးတော့လုံချုံရဲ့ ယူလိုက်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့မှာတွေ့ရမယ်။နောက်တစ်ခုကထိုင်းနိုင်ငံမှာမြန်မာအလုပ်သမားတွေအကြောင်းအမျိုးမျိုးကြောင့်သူတို့ဟာအဖက်ခံရရှိတယ်။အဲ့ဒီမှာထောင်ကျတာတွေရှိတယ်၊ပြစ်မှုခံရတဲ့ခံရတဲ့လူတွေရှိတယ်။ဆိုတော့အဲ့ဒီပြစ်မှုခံရတဲ့လူတွေလေးစင်းနဲ့ခုနှစ်ယောက်ကနေပြီးတော့အခုထိုင်းကနေပြီးတော့ပြစ်တဲ့ချမှတ်ပြီးတော့သူတို့လွတ်မြောက်လာပြီ။လွတ်မြောက်လာတဲ့အခါကျတော့မြန်မာပြည်ဖက်ကိုလွှဲလိုက်တယ်။ဆိုတော့မြန်မာပြည်ဖက်ကိုလွှဲလိုက်တဲ့အခါကျတော့အခုလောလောဆယ်ကတော့ ဝတ်စုပဲခြိုက်ခြိုက်မခြိုက်ခြိုက်မာလာကနော်ခေါင်းဆောင်ဖြစ်တဲ့ခါကျတော့မာလာကိုပဲလွှဲလိုက်တယ်လွှဲလိုက်တော့အဲ့ဒီမှာပါတယ်ဖြစ်လာလဲဆိုလို့ရှိရင်နော်အဲ့ဒီအလွဲခံရတဲ့ဒီထိုင်းကပြေဖို့ကြာပြီးတော့လွတ်လိုက်တဲ့လူတွေကစကဆစီမှာထမ်းပြန်ပြီးတော့ကျွန်တော်တို့စင်မှုထမ်းရတယ်နော်အဲ့ဒီခက်မှာသူတို့ဆွေးသွင်းလိုက်တယ်ဒီပြတော့သူတို့သူတို့လူတအားလို့တယ်သူတို့လူမှာတော့နော်လူတွေအများကြီးရနေတဲ့နေရာတွေအများကြီးရှိတယ်ခုနကထိုင်းဖက်မှာဒီပြေဖို့ကြာပြီးတော့လွတ်လာတဲ့လူငယ်တွေအများကြီးရှိတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာ နော်မြန်မာပြည်တွင်းမှာဆိုလို့ရှိရင်ငါနဲ့မဆိုင်ဘူးဆိုပြီးမှသွားလာလှုပ်ရှားနေတဲ့လူငယ်တွေရှိတယ်။နော်အဲ့ဒီလူတွေကိုအချိန်မီဖမ်းလို့ရတယ်။နောက်တစ်ခုကနော်အချင်းထောင်မှာအချင်းသားတွေအများကြီးရှိတယ်။နော်အဲ့ဒီအချင်းထောင်ကလူတွေကိုလည်းအချိန်မီသူတို့ကဒီသူစစ်ပါစာလို့ခေါ်တဲ့ပြည်သူစစ်တွေမှာအများကြီးဖမ်းလို့ရတယ်။အများကြီးရှေ့တန်းမှာနေပြီးတော့အသေးခံခွင့်ရှိတယ်နော်အသေးခံလို့အော်ထိုးကြွေးလို့ရတဲ့နေရာတွေဖြစ်နေတယ်เนาะဆိုတော့အတားကိုစကားဆက်မှန်ကတော့လူအရင်အမြင့်တွေအများကြီးရှိတယ်ပြီးလို့ရှိတော့လက်နဲ့တွေအများကြီးရှိတယ်ငွေအားအများကြီးရှိတယ် ဒါပေမဲ့ဒီနေ့ထက်ထိတော့စကားဆဆိုလို့ရှိရင်တော့စခန်းပေါင်းမြောက်များစွာထောင်ထောင်နဲ့ချီပြီးတော့เนาะစခန်းတွေဆုံရှုံမှုတွေရှိတယ်အခုထက်ကြီးတလို့မရသေးဘူးဆိုတာကိုတော့ကျွန်တော်တို့တွေးရလိမ့်မယ်ဆိုတော့စကားဆကဆိုလို့ရှိရင်ဒီခုနကထိုင်ကလွှဲပေးလိုက်တဲ့လေးလေးစင်းနဲ့ခုနှစ်ယောက်ကိုနေပြီးတော့ပြန်ပြီးတော့စင်မှုထမ်းမှာတော့အသုံးပြုလဲဆိုတဲ့ဟာကိုတွေးရမယ်နောက်တစ်ခုကခရီးပင်နဲ့ concrete မြို့နယ်မှာ T4 San Yua မှာဆိုလို့ရှိရင်ဒီစကားဆက စစ်ကြောင်းထိုးလာတယ်အဲ့ဒီမှာကြားဖြတ်ပြီးတော့တိုက်တယ်အဲ့ဒီမှာစင်္ဂါရောက်တည်ပြန်ရောเนาะတည်တဲ့အခါကျတော့အဲ့ဒီမှာတနက်ကတော့ရှစ်လက်ပဲရတယ်စင်္ဂါရောက်မှာရှစ်လက်ဆိုတော့เนาะတော်တော်ကိုဒီခုနကတနက်လိုမရတဲ့နေရာမျိုးလည်းရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့လူမှုကော်ရက်ပေါ်မှာတော်တော်ကိုချေချေပြက်ပြက်ဝေဖန်ခံရတဲ့တည်င်းတစ်ခုရှိတယ်အဲ့ဒါကအယုတ်ကြီးပဲငါအယုတ်ကြီးကတော့ဘာပဲပြက်ပြက်သူကတော့ဝေဖန်ခံရတာပဲเนาะအဲ့ဒီတော့ဇင်မောင်းကိုအပြုတ်တိုက်ရဲလားဆက်အနိုင်တိုက်ရဲလား ။ဒါကိုဆွေးနွေးရလာပြောတဲ့ခါမှာသူတို့ကတော့ဘာမှမဖြစ်ဘူးเนาะဘာမှမဖြစ်ဆက်နဲ့တိုက်ရဆိုတာလုံးဝလုံးဝမပြောဘူး။ဆက်ရတော့တိုက်နေတာပဲတဲ့။တကယ်မှမနာဘူးတဲ့။အဲ့ဒီပြောတဲ့အချိန်မှာလည်းသူတို့ဝေဖန်အများကြီးခံရတယ်။ဘာဖြစ်ဆိုတော့သူတို့ကလုံးဝမလုပ်ပဲရန်ကုန်မှာအာတပ်ဖွဲ့တွေရှိတယ်ဗားတညာနဲ့ရန်ကုန်တပ်ဖွဲ့တွေကအခုတခိဘာမှမလုပ်ချောင်းနေပြည်တော်မှာတပ်ဖွဲ့တွေရှိနေဆိုတော့ဘာအခုမှမလုပ်ချောင်းနေပြည်တော်နဲ့နေဆုံးမှရှိနေပြီးရ။တော့ကဘာမှမလုပ်ချောင်းအခုက ာပြောလာလဲဆိုလို့ရှိရင်နော်အတင်းအာဓမ္မမေးထွက်ပြီးတော့ပေးဖို့အတင်းအာဓမ္မချင်းချောက်တဲ့လူတွေကိုအကြက်ကန်တဲ့လူတွေကိုသူတို့စီမှာတိုင်လို့ရတယ်လေဆိုတော့အဲ့ဒီပြည်သူလူထုတွေကိုအဲ့လိုလုပ်လိုက်ပြန်ပြီနော်အဲ့ဒါကဒေခွင်းကိုပို့တာလားဒေတွင်းကိုပို့တာထောင်တွင်းကိုပို့တာဘာဖြစ်ဆိုတော့အဲ့ဒီပြည်သူလူထုကသူတို့စကားကိုနောက်ထောင်တယ်လုံလိုက်လို့ရှိရင်ဘက်ကဖမ်းတယ်စီးတယ်ထောင်ချတယ်အဲ့ဒါကအယုတ်ကြီးကဘာကိုမှလုံနေတာမဟုတ်ဘူးသူကပြောတယ်တန်ချလို့ရတယ်တဲ့နော်ထိရောက်ဆိုရေးယူဖို့တဲ့မလဲဘာလို့လုံပြီးတော့သူတို့ကိုယ်တိုင်တော့မှ လုံခြုံမှုမရှိတဲ့မရှိဘဲသူများလုံခြုံမှုပေးတဲ့နေရာမှာနေရတာနောက်တခြားတိုင်းပြည်တွေမှာနေရတာနောက်ဆိုတဲ့အခါကျတော့အနာတကတကယ်နော်ဝေဖန်မှုအမြင့်တက်ဆုံးတည်င်းတစ်ခုဖြစ်တယ်နော်အနာကလူဝင်ကြီးကျယ်ရဲ့ဌာနလူဝင်ကြီးကျယ်ရေမှုဌာနဝင်ကြီးဌာနကနေပြီးတော့ထုတ်ပြန်တယ်ပြည်တွေကထုတ်ပြန်တယ်အဲ့ဒီကတော့သူတို့မှာတော့တကယ်အစိုးရလိုပဲလူဝင်မှုကြီးကျယ်ရဲ့ဝင်ကြီးဌာနတို့ပြည်တွေရဲ့ဝင်ကြီးဌာနတို့အကုန်လုံးဌာနပေါင်းစုံရှိတာလည်းသူတို့ပဲဘာမှအလုံးမလုပ်တာလည်းသူတို့ပဲဘလို့လုပ်ပြီးတော့ ကိုစကားစားတော့ထိချုပ်တဲ့နေရာတွေမှာသွားပြီးတော့ဘလို့လုပ်ပြီးတော့သူအရေးယူလို့ရမလဲအရေးယူလို့ရတယ်ဆိုလို့ရှိရင်เนาะအမေရိကန်သမ္မတကိုတော့မှသူပြတဲ့တနက်ကြည့်တာပဲမစ်ဆွေဆေးရုံမလို့တဲ့ခါမှာเนาะအဲ့ဒီမှာမသေးဘူးတမေပဲနေရတော့မရှက်ပြီးတော့ထိသွားတယ်ပြတ်တက်လို့ရတာပဲလေเนาะအခုမစ်ဆွေဆေးရုံမလို့တဲ့လူတွေအများကြီးပဲဒီခိုင်ဖြိုးပါတီကခုနကခင်ရီတို့ဘာတို့ဆိုတာအများကြီးပဲဆိုတော့ဒီလူတွေကိုမစ်ဆွေဆေးရုံမလို့တဲ့အချိန်မှာအချိန်မရွေးတော့ ကိုကအဲ့ဒီမှာအဲ့လောက်ထိတော့မှအရေးယူနိုင်တယ်ဆိုရင်ဒီလူတွေကိုအချင်းမျိုးနော်ဆုံးမလို့ရတာပေါ့ပြည်တံပေးလို့ရတာပေါ့နော်ဆိုတော့ပြောတဲ့ဟာတွေကတော်တော်ကိုအလုံးနဲ့ကိုပစားနဲ့မညီဘူးနော်မညီဘူးဆိုတော့ပြောနဲ့အလုံးနဲ့မညီဘူးဆိုတာဒါပြောတာပြောတခြားအဲ့ဒီမှာလုတ်ချာသူတို့လုတ်နေဟာကနောက်တော့ကိုကစကိုင်းတိုင်ကမ်ဘလူမှာဆက်လို့ရှိရင်နော်ရွှေဘိုမြင့်ချင်တာလမ်းမှာပြသလို့ထို့အရောက်ပေါင်း73ရောက်လူငယ်တွေပေါ့အဲ့ဒီစစ်မှုထမ်းဖို့အတွက်စကားစကားဖမ်းသွားတယ်ဆိုတဲ့ဟာကိုလေဒီနေ့တင်တဲ့မီဒီယာတွေမှာတွေ့ရမှာဖြစ်တယ် နောက်တစ်ခုကမခွေတိုင်းတရက်ခိုင်ကမ္မနေမှာဆိုလို့ရှိရင်ရင်နန်းတာနောက်ခန်းကနေပြီးတော့ဝင်ပြီးတော့အဲ့ဒီမှာစီးတယ်ပြီးလို့ရှိရင်တော့ကပ္ပဆန်စနစ်ကိုနေပြီးတော့ short တိုက်တော့နေဖြစ်တယ်နော်ဖြစ်တယ်အဲ့ဒီမှာဒီကပ္ပဆန်စနစ်ကဘာထုတ်လဲဆိုလို့ရှိရင်လက်နေကြီးတွေထုတ်တယ်ဒုံးတွေမှာတက်တက်ဘုံးတွေကိုထုတ်လုပ်တယ်နော်ထုတ်လုပ်တယ်အဲ့ဒီမှာဒီပန်ကလေးခုနေပြီးတော့တပြန်တည်းသူတို့ဝင်ပြီးတော့စီးရဲအဲ့ဒီမှာမနေရဲမနဲ့နော်စင်းကလေးအထွက်ပြေးသွားတဲ့ နေစကားစားတွေအများကြီးဗီဒီယိုဖိုင်တွေကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့အဲ့ဒီမှာစကားစားအရောက်ပေါင်းဘလော့ကေလဲဆိုလို့ရှိရင်ခုနှစ်ယောက်ဖေးတယ်အဲ့ဒီမှာလဲเนาะဆိုတော့နောက်ထုတ်ကဒီရွက်ကပွဲဒီဝါဒဖြန့်ဖို့အတွက်စကားတွေကိုရိုက်ခိုင်းတယ်အခုအနုပညာရှင်တွေကိုတော်တော်ကိုဖိအားပေးနေတယ်เนาะပြောရပေးနေတယ်အရင်တော့ကကျွန်တော်တို့ဒီဇက်ကားတွေမှာလဲတော်တော်ကို နော်လို့ဝေဖန်ခံရတယ်နော်အဲ့ဒီမှာဝေဖန်ခံရတယ်နေတိုးတော့ဘာလို့ဆိုလို့ရှိရင်တော်တော်ကိုနော်ဝေဖန်ခံရတယ်ခုကတော့လူမင်းတို့ခုနကအိန္ဒိယချောစင်တို့ပြည်တူဦးတို့ပြည်တူဦးနဲ့အိန္ဒိယချောစင်ကိုတော်တော်ကိုမျက်စိကျတယ်သူတို့နော်ပြီးလို့ရှိရင်တော့အများအပြားတော့ရခိုင်ပြည်ကရခိုင်လူမျိုးတွေဒီအနုပညာရှင်တွေဆိုလို့ရှိရင်တော်တော် PR ပေးခြင်းကိုခံရလိမ့်မယ်ဘာလို့ဆိုတော့ AA ကိုသူတို့မြမောင်ချိုးတယ် AA ကိုအမျိုးထားတယ်ပြီးလို့ရှိရင်တော့အဲ့ဒီရခိုင်လူမျိုးဆိုတာနဲ့အကုန်လုံးတင်ကြုံပြီးတော့ ဆိုတော့အမီရှာပြီးတော့ဖမ်းဖို့လုပ်နေကြတယ်နော်ဖမ်းဖို့လုပ်နေကြတယ်အခုအနုပညာရှင်တွေတော်တော်ကိုဖိအားပေးချင်းကိုခံရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်အခုနကမင်းသမီးဖွတ်ဖွတ်ကိုလည်းခေါ်ပြီးတော့ပြန်မှထားလေဆိုတော့ကျွန်တော်တို့မသိရတဲ့အစ်စ်နော်အဲ့ဒီထီတောင်မှသူတို့ဖိအားပေးချင်းကိုခံရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကရခိုင်ပြည်နယ်ပုံနာချုံမှာဆိုလို့ရှိရင်စကားစကားဘုံကျဲတယ်နော်ဘုံကျဲတဲ့ခါကျတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်း9ယောက်တည်တယ်နော်ခုနှစ်ယောက်ကထိုင်ရရရှိတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့အေအေရဲ့ပြောရဲဆိုခွင့်ရှိတဲ့လူခိုင်ဒုက္ခကတော့နော်တိတိယောက် ော့သူတို့ကိုပြန်ပြီးတော့လက်စားချိန်မယ်ဆိုတဲ့ဟာကိုပြန်ပြီးတော့လက်တုံးပြန်မယ်ဆိုတဲ့ဟာကိုတော့ထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကရင်းမှပြ PDF တိုင်းရင် 6ကနေပြီးတော့ဟိုးမာကဲအိမ်မှာသွားပြီးတော့သူတို့စင်မထိုင်တယ်အဲ့ဒီပြတော့ခန်းသိမ်းပွဲတွေမှာမြို့သိမ်းတိုက်ပွဲတွေမှာသူတို့အဲ့ဒီမှာပါဝင်ဆွေးနွေးတယ်ဆွေးနွေးတဲ့ခါကျတော့အဲ့ဒီမှာ KIA ကနေပြီးတော့လက်နက်အလက်ပေါင်း100နော်100ကိုနေပြီးတော့ KIA ကနေပြီးတော့တက်ဆင်ပေးတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နိုဝင်ဘာလ9ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့တော့ဒီမှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ